အခုကနောက်ဆုံးတော့အကာလာရဲ့နောက်ဆုံးတော့နာယီမှာတို့တွေအသက်ရှင်နေရတယ်ဆိုတော့ကဘာကြီးဖြစ်တဲ့အခြေအနေတွေအလုံးကတညီတညွတ်တဲ့ဒီဟာကိုညွန်ပြနေတယ်အဲ့မဲ့အဲ့အများကြီးအဲမှာမတ်သဲ24ထဲမှာပြောထားတဲ့ဒီအာလဲ့ပြားတဲ့အမှုဆိုတာလေကျမမနေ့ညထပ်ပြီးတော့မှဒီကျမ်းစာကိုခဏခဏကျမဖတ်ဖတ်တာပေါ့နော်ဖတ်ပြီးစင်ချင်တဲ့အခါမှာဒီကျမ်းပိုက်ကလေးကိုကျမနည်းနည်းလေးစဉ်းစားခြင်းတယ် အာရှင်မတ်တဲ့24အငယ်လေးမှာယေရှုကလည်းသင်တို့ကိုအဘယ်သူမှမလဲ့ပြားစေခြင်းကတတိပြုကြလောဆိုတော့အာယေရှုမပြန်လာခင်အစ်မတန်များတဲ့အဲကိစ္စတစ်ခုကလဲ့ပြားမဲ့အရာလိမ့်လည်မဲ့အရာအယံများတယ်ဆိုတော့အတုအယောင်တွေများတယ်ယေရှုအတုအယောင်တွေများတယ်အာ အာဒီသတင်းကောင်းအတုရောင်နေများတယ်ဆိုတော့အတုရောင်နေများတယ်လက်ပြားတာဒါပေမဲ့အဲ့ဒါတွေကိုခဏထားလိုက်ဦးမယ်ဆိုတော့ကိုနားထောင်တဲ့အရာကိုကြားတဲ့အရာကတမန်တော်နဲ့ညီမညီတိဖို့အတွက်ဖခင်ကနှုတ်ကပတ်တော်ကိုပေးထားတယ်ဟာလေလုယာအာမင်အခုချိန်မှာလက်ပြားတာတွေအများများတယ်အများများတယ်အတုရောင်နေများတယ်အာ AI ကလည်းအတုရောင်လုတ်ဖို့ကအရန်လွယ်နေတာလေဆိုတော့အတန်အတုရုပ်အတုအဲဒါတွေအများကြီးဖြစ်နေတယ်တကယ်ပဲစမ်းစမ်းနဲ့ညီလားမညီလားဆိုတာ စစ်ဆေးဖို့အချိန်ဖြစ်ပါတယ်လို့ဒါပေမဲ့အဲ့ဒီလိန်နာတွေအဲ့ဒီအတုရောင်တွေခဏထားလိုက်အောင်ဒါပေမဲ့ဒီနေ့ယုံကြည်သူတွေအများကြီးအလိန်ခံရတဲ့အာအများဆုံးအလိန်ခံရတဲ့အရာလေးတစ်ခုကိုပဲပြောချင်တယ်အဲ့ဒါကဘာလဲဆိုတော့ငါကတော့အင်္ဂလိပ်မပြောတတ်ပါဘူးငါကတတ်သိမခံတတ်ပါဘူးတခြားသူတွေလှုပ်လိမ့်မယ်ငါမဟုတ်ဘူးငါကိုတော့ဖះမသုံးပါဘူးလို့အလိန်ခံထားရတယ်ကောင်းကြီးစရာမလိုပါဘူး မျက်လုံးနေတယ်မှာလဲအဖြစ်ပေါ်နေပြီအဲကောင်အော်နော်နော်နော်ဆိုဆိုတော့ဟဲ့ငါတို့မဟုတ်ဘူးသူ့ပဲဖျားသုံးမှာငါတို့ကတော့ဆူတောင်းခြင်းကဏ္ဍပဲငါတို့ကတော့အနောက်တန်းကအစေခံတဲ့ကဏ္ဍပဲငါတို့ကတော့မပါဘူးလို့အလိန်ခံထားတယ်ဒီနေ့ယုံကြည်သူတိုင်းဟာယေရှုရဲ့တသက်တေခံကောင်းများဖြစ်တယ်ယုံကြည်သူတိုင်းဟာယေရှုရဲ့အမှုတော်ဆောင်များဖြစ်တယ်တင့်ကိုဖျားသခင်အသုံးပြုမှာဖြစ်တယ်ဘေးကလူပြောလဲဖျားငါ့ကိုသုံးပါလို့ ဒါပေမဲ့ဒီနေ့ယုံကြည်သူတွေကလူတချို့နော်လူညီကိုမောင်နှမတွေတချို့ကိုပဲဖះအသုံးပြုမယ်အမှုတော်ဆောင်တွေကိုပဲဖះသုံးမယ်လို့ကျမ်းစာကတခါမှမပြောထားဘူးကျမဒီရှင်မကုနဲ့ရှင်လူကမှာပါတဲ့နှဆိုးဆွဲတဲ့သူလေအဲ့ဒီအကြောင်းရောက်ဖားတဲ့ခါမှာအိုးယေရှုကတကယ်ကိုအသုံးပြုခြင်းနေတဲ့ဖះဖြစ်တယ်နော် သူ့ကိုယုံတာနဲ့အသုံးပြချင်တယ်ကျမတို့ကတော့သူစမ်းစာကြောင်းတက်ရအောင်မယ်သူသာလောက်ရအောင်မယ်ဒီလိုစွမ်းရည်တွေရှိရမယ်လို့လူတွေကသတ်မှတ်တယ်ဖះမသတ်မှတ်ဘူးဖះသတ်မှတ်တာတခုပဲရှိတယ်သင်ယေရှုကိုကယ်တင်ရှင်ဖြစ်စိတ်နှလုံးအကျွမ်းမဲ့ယုံကြည်ပြီးယေရှုနောက်ကိုစိတ်စိတ်လိုက်တဲ့သူဖြစ်ရမယ်အဲ့ဒီတစ်ချက်ပဲဖះတောင်းဆိုတယ်အဲ့ဒီအဲ့ရှင်လူကာထဲကကျမနည်းနည်းလေးကြည့်ချင်တယ်ရှင်လူကာခရစ်ဝင်ခန်းကြီးကိုးမှလीခန်းကြီးကိုးအခန်းကြီးကိုးမဟုတ်ခန်းကြီးအခန်းကြီးရှစ်မှာ ်ရှင်လူကာခန်းကြီး၈အငယ်39မှာသခင်ယေရှုကဘုဒ္ဓကိုစကားပြောနေတာလေဆိုတော့နှတ်ဆိုးဆွဲတဲ့သူအဲ့ဒီနှတ်ဆိုးဆွဲတဲ့သူကလေဘလောက်အထီတောင်ဟိုသူ့ဘဝမှာစိုးဝါးတယ်ဆိုတော့နှတ်ဆိုးတွေနဲ့ပဲပြည့်ပြီးတော့မှလူတွေအแทမှာလည်း तू ကနေလို့မရအောင်အဝတ်လည်းမဝတ်ဘူးသင်ချိုင်းမှာနေ သူသူသူဘာဘလောက်ဆိုးလဲဆိုတာလေသူယောဂဘလောက်ဆိုးတယ်လဲသူအခြေအနေဘလောက်ဆိုးလဲဆိုတာခြေချင်းနေအာလက်ချင်းနေခတ်ထားလို့ရှင်တယ်တခါလဲဆွဲဖြတ်တာအိမ်မနေလို့မရအောင်မိဘနဲ့အတူနေလို့မရအောင်ဆွေမျိုးနဲ့အတူနေလို့မရအောင်ယောဂတော်တော်အခြေအနေဆိုးတာပဲနှက်ဆိုးဆွဲနေတာလေအဲ့တော့အိုးတင်းကြိုင်းတစပြန်မှနေနေတာလေကောင်ဆွဲတယ်လေကောင်ဆိုတာအများကြီးနှက်ဆိုးအများကြီးဆွဲတဲ့သူဖြစ်တယ်တဲ့အဲ့အဲ့လိုပြောထားရင်တော့ အဲ့နဲ့ယေရှုနဲ့တွေ့တဲ့အခါမှာယေရှုကအဲ့ဒီအများကြီးဖြစ်တဲ့လေကောင်ဖြစ်တဲ့နတ်ဆိုးတဲ့အကုန်လုံးကိုတခါတည်းနင်ထုတ်ပေးလိုက်တယ်။ဟာလေလုယာတခါနဲ့နင်းနေနင်ထုတ်တာမဟုတ်ဘူး။တကြိမ်ထဲနဲ့အဲ့လေကောင်လို့ခေါ်တဲ့အများစွာလို့ခေါ်တဲ့နတ်ဆိုးတဲ့အလုံးထွက်သွားတဲ့ဒီလူထက်ထွက်သွားပြီသူအကောင်ပကတိဖြစ်သွားတယ်။ညို့ပြောရမယ်ဆိုရင်အခုခေတ်စကားနဲ့ပြောရမယ်ဆိုလုံးဝကျမ်းမာသွားပြီ။နတ်ဆိုးထွက်သွားပြီ။လုံးဝရနှုံးပြည့်ကျမ်းမာသွားပြီ။ သူအရင်ကဘာလှုပ်လှုပ်ခဲ့ရလဲဘာအလုံးမမလို့အလုံးလှုပ်လို့မရအောင်နော်သူအရင်ကဟိုဖះเจ้าသွားလားမရဘူးသွားလို့အရင်ကကြမ်းစာဖတ်လားမရဘူးအရင်ကနတ်ဆိုးဆွဲတဲ့သူယောဂတဲ့နော်အိမ်မှာတော့မနေရတဲ့တင်းကြိုင်းမှာနေရတဲ့သူအခုချစ်ချင်းယေရှုနဲ့တွေ့တော့နတ်ဆိုးထွက်သွားပြီဟာယေရှုနောက်တကောက်ကောက်လိုက်ပြီးကြံတဲ့တပည့်တော်တွေလို့ယေရှုရဲ့နှုတ်ကပတ်တော်တွေနားထောင်အတတပြောင်းလဲကြီးထွား 哎，路上没搞木啦，都按叶修表嘞，就那叶修那不拉劲嘞，叶修编表嘞自家那个假时间嘞，新路嘎看你是。<music> အငယ်38ကနေစဖတ်လိုက်မယ်နော်38နဲ့39မှာနတ်ဆိုးထွက်သွားသောသူသည်ကိုရောနှင့်အတူရှိပါမိအကြောင်းတောင်းပန်လင်ယေရှုကတင်သည်ကိုအိမ်တို့ပြန်သွားလောဖရာသခင်သည်တင်၌အဘယ်မြတ်လောက်ဂျေဇုပြုတော်မူဒီကိုကြားပြောလောဟူ၍လွတ်လိုက်တော်မူလင်ထိုသူသည်သွား၍ယေရှုသည်အဘယ်မြတ်လောက်ဂျေဇုပြုတော်မူဒီကိုတမျိုးလုံးတွင်အနံ့အပြားတည်င်းကြားပြောလေ၏ तू อ่ะเยชูကိုရောနဲ့နေခြင်းတယ်ကိုရောနဲ့ကိုရောနောက်လိုက်ခြင်းတယ်မကောင်းဘူးလားဟေး तू တောင်းပါ तू တောင်းတာကောင်းတယ်လို့ထင်ရတယ်ဒါပေမဲ့ယေရှုမှာตา၍ကြီးမားတဲ့အကြံစီရှိတယ်ယေရှုရဲ့အကြံစီကကြံတဲ့တပည့်တော်တွေလို့ဒီနတ်ဆိုးထွက်သွားတဲ့သူကယေရှုနောက်လိုက်ဖို့မဟုတ်ဘူးဒီနတ်ဆိုးထွက်သွားတဲ့သူကအကြီးဆုံးဖျားသခင်အသုံးပြုလို့ရမှာ तू အိမ်ပြန်ပြီးတော့မှ तू မြို့ရွာမှာတတ်သိခံဖို့ဖြစ်တယ်ယေရှုခိုင်းတာကလေဒီမှာသူ့ကိုဘယ်သွားခိုင်းတာလဲ ကိုအိမ်တို့ပြန်လို့တဲ့အိမ်ပြန်ခိုင်းတာ तू တခါမှအိမ်မှာမနေခဲ့ရအောင်တင်းကြိုင်းမှာနေခဲ့တယ် तू အိမ်မှာနေဖို့သူ့ရဲ့အာအခြေအနေ तू ကျမ်းမာရေးကအခွင့်မပေးဘူးယူနေတာပေါ့နတ်ဆိုးဆွဲနေတာပေါ့လူတွေကြောက်ရတယ်လူတွေကိုအန်တရယ်ပေးတဲ့ तू ခြေချင်းလက်ချင်းတွေခတ်ထားရင်တော့မအကုန်လုံးဖြုတ်ပလိုက်ဘယ်လောက်ကျန်းလဲဆိုတာလေဘယ်လောက်နတ်ဆိုးတွေများလဲဆိုတာဒါပေမဲ့ယေရှုနဲ့တွေ့တဲ့တခဏအတွင်းမှာယာနှုံးပြည့်လွတ်မြောက်သွားတယ် ယေရှုပေးတဲ့လွတ်မြောက်ခြင်းဟာယာနုပ်ပြေလွတ်မြောက်ခြင်းဖြစ်တယ်။တဝက်တစ်ပြက်ပေးတာမဟုတ်ဘူး။လုံးဝပဲ။အဲ့တော့ဒီအိမ်ပြန်တဲ့ဖယားနှင့်ကိုဘလောက်ဂျေစုပြုတ်တယ်လဲဆိုတာပြောပြတဲ့။ယေရှုစကားကို तू ဘလောက်နားထောင်တယ်လဲဆိုတော့အိမ်ကအားလုံးကြားတာတင်မကောက်။သမျိုးလုံးပြန်သွားတယ်။ရှင်လူကာမှာသမျိုးလုံးပြန်တယ်။အာရှင်ရှင်မာကုကြတော့အဲ့ဒီပြီတစ်ခုလုံးပြန်သွားတယ်ခက်လည်းနည်းနည်းဖတ်ကြည့်မယ်နော်အာဒီမှာတော့တမျိုးလုံးတွေအနံ့အပြားသတင်းကြားပြောတယ်တဲ့ ဒီတူကနတ်ဆိုးဆွဲတဲ့သူကျန်းစာကြောင်းတက်ဖို့အချိန်မရှိဘူးယေရှုနောက်လိုက်ဖို့လည်းအခွင့်အရေးမရဘူးဒါပေမဲ့ယေရှုကကယ်တင်ခြင်းပေးလိုက်တဲ့နေ့ကစပြီးတော့မှတသက်ခံကောင်းဖြစ်သွားတယ်။နတ်ဆိုးဆွဲတဲ့သူကိုယေရှုတလောက်အသုံးပြုနိုင်ရင်တင့်ကိုဘာလို့မသုံးနိုင်ရမှာလဲ။မနက်ကလဲ့ထားလို့ဖြစ်တယ်။ဘေးကလူကိုပြောလိုက်နင်ယုံတာတွေမာနေတယ်ဟိုးတော့ ဲ့လိုပြောတဲ့အခါမှာတကြက်အကြံတဲ့ဟာကိုပြောတာမဟုတ်ငါအားဖြစ်တော့မျက်လုံးမိတ်လိုက်ရင်ကိုကိုကိုဘလို့မြင်လဲငါဟာလူတွေကိုခွတ်တော်စီခေါ်လာနိုင်မဲ့သူလို့ကိုကိုကိုမြင်လားဒါမှမဟုတ်အနောက်ကလက်ခုပ်သီးအနောက်ကထမင်းပူးလေးလိုက်ချပေးမဲ့သူလို့ကိုကိုကိုမြင်လားအနောက်ကတပြက်စီပဲလဲနေမဲ့သူလို့ကိုကိုကိုဘလို့မြင်လဲလေလေကောင်းနတ်ဆိုးဆွဲတဲ့သူတမဟုတ်ချင်းလွတ်မြောက်သွားတာတင်မကောင်းတမျိုးလုံးမှာ တင်းကောင်းပြတ်နှံ့သွားဖို့ယေရှုအသုံးပြုတဲ့သူဖြစ်တယ်။နတ်ဆိုးဆွဲတဲ့သူကိုဖျားသုံးနိုင်ရင်တင့်ကိုပြတ်သုံးနိုင်တယ်။ဘေးကလူပြောလိုက်နင့်ကိုပြောတာလို့ဖျားသုံးနိုင်တာဖြစ်တယ်။ဟာလေလုယာအာမင်ဒါကြောင့်ကျွန်မအဲ့ဒီဂျမ်းပိုက်ကိုစင်ချင်ရင်းနဲ့အိုးမနဲ့လက်ဖျားတဲ့အထဲမှာဒီနေ့ယုံကြည်သူတွေကိုလှည့်ထားတာပဲလို့ငါတို့ဖျားကြောင်းလေးမမှန်သက်နော်။ကျန်းစာလေးဖတ်ဆူတောင်းဆိုရင် not bad ငါပြင်းနေတာပဲယေရှုနဲ့ပြန်တွေ့ဖို့ငါလည်းအစင်တင့်တော့ဖြစ်တာပဲနတ်ဆိုးဆွဲတဲ့သူလောက်တော့အစင်မပြေသေးဘူးနတ်ဆိုးဆွဲတဲ့သူကသူ့အိမ်တောင်မကောက်တံပြုတ်လုံးကိုတက်သေးခံတဲ့သူဖြစ်သွားတယ်မာကုကိုကြည့်အောင်မာကုခန်းကြီး9အငယ်20မှာရှင်မာကုခန်းကြီး9အငယ်20မှာရှင်မာကုခန်းကြီး9အငယ်20မှာထိုသူသည်ဒါခုနတယောက်တည်းပဲဖြစ်တယ်နတ်ဆိုးဆွဲတဲ့သူထိုသူသည် သွား၍ယေရှုသည်အဘယ်မြလောက်ဂျေဇုပြုတော်မူသည်ကိုဘေကာပေါလိပြီးတွင်တည်င်းကြပြောသည်ဖြစ်၍ခတ်သိမ်းသောသူတို့သည်အံ့ဩခြင်းရှိကြ၏တမျိုးလုံးတပီလုံးသူသွားပြောတော့တာသူဘာကြီးပြောမဲ့ထင်တယ်။အော်ယေရှုပြောခဲ့တဲ့တောင်ပေါ်ဒေသနာပြောမလား။ तू မသိဘူး။ तू သိတာတခုပဲရှိတယ်။ ငါအရင်ကနှဆူဆွဲအရင်ကနေမကောင်းအရင်ကမကြမ်းမောင်းအရင်ကယောဂါဆွဲတဲ့သူအိမ်မှာနေလို့မရအောင်တောင်းကြမ်းတဲ့သူအဖေအမေငါ့ကိုလက်မခံရဲဘူးညီကိုမောင်မငါ့ကိုမခေါ်ရဲဘူးဆွေမျိုးတွေငါ့ကိုမခေါ်ရဲဘူးအဲဒီလောက်ဘဝကြမ်းခဲ့တဲ့သူယေရှုနဲ့တွေ့ရင်ငါဘဝပြောင်းလဲသွားပြီ ဒါပဲသူပြောတတ်တယ်ယေရှုနဲ့တွေ့တဲ့နေ့ရနဲ့စပြီးတော့မှငါ့ကိုနှိပ်ဆက်နေတဲ့နတ်ဆိုးတွေအလုံးထွက်သွားပြီစာတန်ရဲ့လက်အောက်မှာငါမရှိတော့ဘူးဖခါရဲ့အလင်းနိုင်ငံသားဖြစ်သွားပြီငါလွတ်မြောက်ပြီယေရှုကြောင့်ကျမ်းမာပြီယေရှုကြောင့်အသက်ရပြီသူဒါပဲပြောတတ်တယ်ဒါပဲပြောတာကြားတဲ့သူတွေအံ့ဩပြီးတော့မှယေရှုကိုယုံကြည်ဖို့အကြောင်းဖြစ်တယ်သူ့ကိုဖခါသုံးရင်သင်ကိုဖခါသခင်ဘာလို့မသုံးနိုင်ရမှာလဲသင်ယုံရင်ဖြစ်မှာဖြစ်တယ် ဒီနေ့ယုံကြည်သူများစွာကိုစာတန်လက်ဖြားထားတာကငါကိုတော့ဖရာသခင်ဒီနေရာမှာသုံးပါမဟုတ်ဘူးလို့အဲ့ဒါစာတန်လက်ထားတာဖရာကပြောပြီးသားယုံကြည်သူတိုင်းဟာသူ့ရဲ့တသက်ခံဖြစ်တယ်ယုံကြည်သူတိုင်းကိုသုံးပါဒီနေရာနဲ့စပြီးချစ်တော်ညီကိုမောင်မကိုကိုကိုမြင်အောင်ထားပါလားငါဖရာကြောင့်လာရင်တော့တယောက်တည်းမလာတော့ ငါကလူတွေကိုခွတ်တော်စီခေါ်ပြီးလာမှာဖြစ်တယ်။ငါကခွတ်တော်နဲ့တွေ့တဲ့အခါမှာလူများစွာကိုယေရှုစီပို့ပေးတဲ့သူအဖြစ်ငါကိုမြင်ရမှာဖြစ်တယ်။ငါကြောင့်လက်ဝဲဖက်လက်ရဖက်မှာငါတိုးပွားလာပြီဖြစ်တယ်။ငါဟာလူတွေကိုယေရှုစီပို့ဆောင်တဲ့သူဖြစ်တယ်။သင်ရဲ့စိတ်ဝိညာဉ်ထဲမှာယုံကြည်ပြီးတော့မှစိတ်ဝိညာဉ်ထဲမှာအဲ့ဒါကိုမြင်ထားပါ။ဘာလို့လဲဆိုတော့ဖခင်ကဂတိရှိပြီးသား။သူကိုယုံကြည်တော်သူဟာကောင်းကင်ကတကိုးကိုရပြီးတော့မှတတ်သေးခံဖြစ်နိုင်မယ်။ဟာလေလုယာအာမင်ယုံကြည်လာဟေ ဘုရားသခင်ကိုယ်သုံးမယ်ဆိုတာယုံလားနောက်နေ့မှမဟုတ်ဘူးเนาะဒီနေ့เนาะဒီနေ့ဘုရားလူပြောလိုက်ဒီနေ့သုံးပါလို့တချို့တွေကဘာလို့ယုံလဲဆိုတော့ငါနေနေနေကိုယေရှုကျမ်းမာခြင်းပေးမယ်ဟုတ်တယ်ယုံတယ်တရတော်ဖြစ်လာမှာပါအဲ့ဒါဘယ်တော့ရောက်မှာမဟုတ်ဘူးဒီနေ့ဘုရားသခင်သုံးမယ်ဒီနေ့ကျမ်းမာခြင်းပေးပြီဖြစ်တယ်ဟာလေလုယာယေရှုကပြောတယ်မနှက်ဖန်နေကိုမဆိုင်နဲ့ယနေ့ဟာကယ်တင်ရနေ့ရဲ့ဖြစ်တယ် ဒါကြောင့်ဘုရားတကယ်ဒီနေ့ငါ့ကိုသုံးပါဖြစ်တယ်ငါဟာစင်ကာပူမှာရှေ့စဉ်ပြင်လင်ပျောက်ဆုံးဝိညာဉ်များကိုခရစ်တော်စီပို့ဆောင်မဲ့သူဖြစ်တယ်အချိန်ရှိတော့ချစ်တော်မိတ်ဆွေသင်ပါဘာကိုစောင့်နေတာလဲနေပါအောင်စံစာတွေထပ်ဖတ်လိုက်မယ်ဖတ်ပါဖတ်เสียရှိတာစုထတ်တောက်လို့မယ်သောင်းပါဒါပေမဲ့အဲ့ဒီပုံမှာမီเสียအကြောင်းမရှိဘူးသင်ယေရှုကိုယက်ပြီးတဲ့သူဖြစ်လို့သင်ကိုဘုရားသခင်အသုံးပြုနိုင်တာဖြစ်တယ်ဒီနဲ့ဆိုးဆွဲတဲ့သူသူ့မှာပြောเสียဒီအာဒီဒီတသက်ခံချက်တစ်ခုရှိတယ်တစ်ခုပဲရှိတယ် ယေရှုနဲ့အကြာကြီးတွေ့တာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီတသက်ခံချက်ပဲပြောလိုက်တယ်တင့်ဘဝကိုယေရှုပါတယ်လုတ်ပေးလဲအဲ့ဒါပဲပြောပြလိုက်ပါဟာလေလုယာတချို့ကိုအံ့ဩဖွယ်ဖခင်ကကြမ်းမာခြင်းပေးပြီးတော့မှကယ်တင်ခြင်းရစေတယ်တချို့ကတော့ရိုးရိုးပဲကယ်တင်ခြင်းရစေတယ်တချို့ကအံ့ဩဖွယ်လူအနေနဲ့မဖြစ်နိုင်တဲ့အလုပ်ကိုဖခင်ပြင်ဆင်ပြီးတော့မှဖခင်အသက်ရှင်နေဆိုတာစပြီးတော့မှမီးဆန်းပြီးယေရှုကိုယက်လာတယ်ကိုရဲ့ကိုဘဝမှာယေရှုဘာတွေလုတ်ပေးတယ်လဲအဲ့ဒါကိုလူတွေကိုပြောပြတတ်တဲ့သူဖြစ်ပါစေ။ ။အာမင်အချိန်မရှိတော့ဘူးချစ်တော်မိတ်ဆွေ။ Israel Iran ဖြစ်နေပြီ။စစ်ပြကျမတို့နှုတ်ကပတ်တော်ရှိတဲ့အတွက်အနာဂတ်မှာဘာဖြစ်မလဲဆိုတာတမန်ကျမ်းစာကပြောထားပြီးသား။တမန်ကျမ်းစာကဘာရဲ့အနာဂတ်ကိုလည်းပြောထားပြီးသားဖြစ်တယ်။အသင်းတော်ရဲ့အနာဂတ်ကိုလည်းပြောထားပြီးသားဖြစ်တယ်။သင်ရဲ့အနာဂတ်ကိုလည်းပြောထားပြီးသားဖြစ်တယ်။ဒါကြောင့်အနာဂတ်ကိုသိပြီးတဲ့သူဖြစ်တဲ့အတွက်စိုးရင်ကြောက်ကြခြင်းနဲ့ရှင်စရာအကြောင်းမရှိဘူး။စစ်ဖြစ်တဲ့တဲ့င်းတွေကြားရတယ်။ အာကျမသွားမကြည့်ဘူးဒါပေမဲ့ဟိုဘယ်လိုပြောမလဲခေါင်းစဉ်လေးဖတ်လိုက်ရတယ်။အော်ဒီလိုဒါဘာလဲစစ်တွေဖြစ်တော့မယ်တဲ့မြို့ပေါ်မှာမနေသင့်ဘူးတဲ့ဟာဘာဘယ်လိုလုပ်အဲဟိုအဲ့ဘယ်လိုလုပ်ဟာဒီလူကအမျိုးမျိုးအမျိုးမျိုးအမျိုးမျိုးဟိုဘယ်လိုပြောမလဲလူတွေကြည်ချင်းအောင်ထွန်ကြတယ်ဟုတ်တယ်မလားဟုတ်တယ်ကျန်းစာကို ကြည်တဲ့သူဟာမြင်မစေကြားပါစေဟာလေလုယကမ္ဘာရဲ့နောက်ဆုံးအချိန်ရောက်ပြီတယောက်ကတယောက်မဟုတ်ဘူးတကယ်တော့မကြမကြမေးတတ်တယ် ကဘာကြီးနောက်ဆုံးအချိန်ရောက်ပြီကဘာကြီးဆုံးတဲ့အချိန်ရောက်ပြီဆိုတော့ဖျားကတရက်ကြရင်ဒီကဘာကြီးကိုဖျက်ဆီးမယ်ကျမတို့အခုလူတွေကကဘာကြီးကိုတိုးတက်အောင်လုပ်နေရတယ်လေနေချင်းစရာကောင်းအောင်လုံခြုံအောင်လုပ်နေရတယ်ဒါပေမဲ့တရက်ကြရင်ဒီကဘာကြီးကဖျားရဲ့ဖျက်ဆီးခြင်းကိုခံရမှာအဲ့နှစ်ခုကတချို့တွေကဟိုညှိလို့မရဘူးဖြစ်နေဖျားကဘာဖြစ်လို့ပိုကောင်းအောင်မလုပ်ပဲနဲ့ဟိုဖျက်ဆီးပလိုက်မှာလေဆိုတော့အဲ့လိုအဲ့လိုမေကွန်းလေးတွေရှိတယ်လေဖျားကဖျက်ဆီးခြင်းနဲ့ဖျားမဟုတ်ပါဘူး ဖခင်ကောင်းတစ်ထက်ကောင်းပေးခြင်းနဲ့ဖခင်ဖြစ်တယ်။ဒါပေမဲ့ဒီကဘာကြီးကိုကြည့်တဲ့အခါဖခင်ဖန်ဆင်းတော့အားလုံးကောင်းတာဖြစ်တယ်။ဒါပေမဲ့အပြစ်ဝင်လာတဲ့နေ့ရက်နဲ့စပြီးတော့မှကဘာကြီးမှာမကောင်းတဲ့အရာတွေအများကြီးဖြစ်နေတယ်။ဒီနေ့အမင်္ဂလာတွေစူးပြင်းနေအစိတ်ပြင်းနေမှစပြီးတော့မှဒီနေ့ကဘာကြီးကိုကြည့်တဲ့အာမကောင်းသောအရာတွေဘာကြောင့်ဖြစ်တာလဲ။အပြစ်ဝင်တဲ့နေ့ရက်နဲ့စပြီးဒီမြေကြီးဟာလည်းကျိန်ခြင်းခံရတယ်။ဒီမြေအဲ့အဲ့တော့မကောင်းတဲ့အရာတွေဖြစ်နေတယ်။ ဖြစ်နေတယ်ဆိုတော့ဖယားကဒီကဒီကဘာကြီးကောင်းမွန်တဲ့ကဘာလူတွေနေခြင်းစရာကောင်းတဲ့ကဘာအဖြစ်ဖယားသခင်ပြင်ဆင်ထားပေးတယ်ဒါပေမဲ့အပြစ်ရဲ့ရလတ်ကြောင့်မလို့တရက်ထက်တရက်ယိုယွနေတယ်ဖယားသခင်ကကောင်းကင်တင့်တဲ့မြေကြီးတစ်ကို စုံလင်တဲ့နေရာအနေနဲ့လူတွေကို ပေးဖို့ပြင်ဆင်ထားတယ်အာမင်အဲ့တော့အဲ့ဒီအဲ့ဒီကိုသွားဖို့ကျွန်မတို့ကဘာကြီးကိုကြည့်တဲ့အခါမှာတရက်ထက်တရက်ဆုတ်ယုတ်ခြင်းတွေတွေ့ရတယ်။ဘာကြောင့်လဲ။ဖះကြောင့်မဟုတ် ဖခင်နဲ့ဘာမှမဆိုင်လူကြောင့်ဖြစ်တယ်အပြစ်သားတွေရဲ့လောဘဒေါသကြောင့်မလို့နော်ကျမတို့အာဘူဖေးတွေသွားစားကြတယ်နော်ကျမအခုဘူဖေးလုံးဝမစားတော့ဘူဖေးသွားစားကြတယ်မစားနိုင်မနိုင်မနှင်းစားတယ်ကိုကျမရေးတွက်လည်းမကောင်းဘူးပြီးတော့မှအပိုတွေကိုပြစ်ရတယ်ဒီနေ့ငတ်မွတ်နေတဲ့သူတွေကဘာမှအများကြီးဒါပေမဲ့ချမ်းသာတဲ့သူတွေကျတော့မစားနိုင်တဲ့အစာတွေပြစ်တာတွေအများကြီးဆိုအဲ့အဲ့ဒီလိုဖြစ်နေတယ်ဆိုတော့လူတွေရဲ့လောဘတတ်မဲ့ခြင်းတွေကြောင့်ကဘာကြီးက ို့ပို့ပြီးတော့မှဆုတ်ယုတ်နေတယ်။ဖះเจ้าမဟုတ်ဘူး။ဒါပေမဲ့ဖះရဲ့ဂျေစုပြုခြင်းနဲ့နေရာတိုင်းမှာတွေ့ရတယ်။အဲ့တော့ဖះသခင်ကစုံလင်တဲ့ကောင်းကင်တစ်နဲ့မြေကြီးတစ်ကိုပေးဖို့အတွက်မစုံလင်တဲ့ပျက်စီးနေတဲ့ယိုယွန်းနေတဲ့ဒီကဘာမြေကြီးကိုဖျက်ဆီးဖို့ရှိပါတယ်လို့အပြစ်ကြောင့်ထိခိုက်နဲ့နာသွားတယ်။အဲ့ဒီအထဲမှာတင်တဲ့ကျွန်တော်မပါဘူး။ဘာကြောင့်လဲယေရှုပြုတဲ့ယေရှုကြောင့်ဖြစ်တယ်လူတွေကိုလည်းမပါစေခြင်းဘူးဒါကြောင့်ယေရှုကပြောလဲသူ့ကိုယုံကြည်တဲ့သူဟာ ထာဝရအသက်ရမှာဖြစ်တယ်။အသက်ရှင်တဲ့အခါမှာလည်းအနာဂတ်ရှိရှိမျော်လင့်ခြင်းရှိရှိနဲ့အသက်ရှင်ရမှာဖြစ်တယ်။သေပြီးတဲ့နောက်မှာလည်းပဲအသက်ရတဲ့အသက်တာဖြစ်တယ်။ဟာလေလုယ။ကဘာကြီးနောက်ဆုံးအချိန်ရောက်ပြီ။အဲ့ဒီအချိန်မှာတို့တွေအသက်ရှင်နေတယ်။ဒီကဘာကြီးစာဝတ်နေရေးပြည့်နေတဲ့ကဘာကြီးအတွက်ပဲအသက်ရှင်မယ်။ဆိုရင်လည်းရပါတယ်။စင်ပြေပါတယ်။စင်ပြေမှာပါ။ဒါပေမဲ့ဒီမှာတော့အဆုံးသတ်သွားမှာမဟုတ်ဘူး။ဒီကဘာကြီးပြီးတဲ့အချိန်မှာ သင်ဘလို့ဆက်သွားမလဲအဲ့ဒီအတွက်အစင်သစ်ဖြစ်နေတယ်ကိုဖြစ်ပါစေလို့အာမင်ဒါကြောင့်ကမ္ဘာတည်တင်းနေကြီးတဲ့အခါမှာတော်ဘာကြီးရှုပ်ပါတယ်မြန်မာပြည်မြန်မာတည်တင်းနားထောင်လဲရှုပ်တယ်ကမ္ဘာတည်တင်းနားထောင်လဲရှုပ်တယ်အဲ့တော့ဘယ်တည်တင်းမှနားမထောင်တော့ဘူးလို့နားမပိတ်လိုက်ပါနဲ့ဘာလို့လဲဆိုတော့ဒီအခြေအနေတွေအားလုံးကယေရှု ပြန်လာမယ့်အရာကိုညွန်ပြနေတာဖြစ်တယ်ဘေးဟာလူကိုပြောလိုက်ယေရှုနဲ့တွေ့ဖို့တော့နေပြီလို့ဟာလေလုယာ ဟာလေလုယာစင်ကာပူလာတယ်နော်ပြင်ဆင်ရတယ်နော်ပြင်ဆင်ရတယ်ဖက်ဖက်ကပြင်ဆင်ရတယ်ဒီနေ့ထာဝရနေမဲ့အိမ်အတွက်ပြင်နေတဲ့ကိုဖြစ်ပါစေလို့အဲအဲ့ဒီကိုရွှေယူသွားလို့မရငွေယူသွားလို့မရကိုယ့်ရဲ့အကျင့်စရိုက်တွေယူသွားလို့ရတယ်ကိုယ့်ရဲ့စိတ်ထားတွေယူသွားလို့ရတယ်ယေရှုကိုယုံကြည်တဲ့ဝိညာဉ်တွေယူသွားလို့ရတယ်ဒါကြောင့်ယေရှုကလေအယံစုပေးခြင်းနဲ့ဖခင်အယံကိုကိုယ့်ကိုကောင်းစားစေခြင်းနဲ့ဖခင်ဒါကြောင့်စုလည်းပြင်ထားပေးတယ် ဲ့တော့လောကအတွက်ပဲအသက်မရှင်နဲ့ရိုးရိုးပြောလိုက်မယ်ပြက်ပြက်ပြောလိုက်မယ်ဒေါ်လာအတွက်ပဲအသက်မရှင်နဲ့အာမေမပြောတော့ဘူးတော့ဒေါ်လာမဝင်နဲ့လို့မပြောဘူးနော်ဒေါ်လာဝင်နေရိုးရိုးလေးပဲနေအလုံးလုံးပတ်စံဝင်မှာပဲလေနော်ဝင်ဝင်မှာပဲအေးအလုံးလုံးရင်ပတ်စံဝင်နေတက်တယ်မခံရင်စုမရဘူး ဟာကောင်းကင်ရောက်တော့မှငါအခုတက်သေးခံချင်လိုက်တာနောက်ကျသွားပြီကောင်းကင်မှာတက်သေးခံလို့မရတော့ဘူးဘဒူအားလုံးကအာထာဝရအသက်ရပြီလို့ကောင်းကင်ရောက်လာတာကောင်းကင်ရောက်တော့မှငါတက်သေးခံလိုက်ရင်ကောင်းတာပြောတတ်မပြောတတ်ပြောလိုက်ရင်လည်းကောင်းတာလို့နောင်တရမယ်အဖွဲထဲမှာတင်မပါပါစေနဲ့ဟာလေလုယာအဲ့နဲ့စီစီမိသားစုတွေအချိန်ရှိရှိမရှိရှိပြောရအောင် Facebook တွေမှာအများကြီးအချိန်သွားနေတာဘာတွေပြောနေရလဲဟိမဖြေဖို့တော့မပြောပါဘူးဘာတွေပြောနေတာလဲ နည်းနည်းလေးပဲဖြစ်ဖြစ်ယေရှုကောင်းမြတ်တဲ့အကြောင်းကိုပြောလိုက်ပါလား။ဒါကြောင့်ကျွန်မအကြံဉာဏ်ပေးခြင်းနဲ့ကိုယေကိုကယ်တင်ခြင်းရတဲ့အကြောင်းကိုရေးချထားပါ။သတိခံဖို့အတွက်ရေးချထားပါ။ဗမာလိုအင်္ဂလိပ်လိုကရင်လိုကချင်းလိုမရှိသေးလဲ။ဟမ်သရုပ်လိုရှိသမျှရေးချထား။ကိုတော့ပြီးလို့ရှင်ရေးပြီးစာရွက်ပေါ်မှာမထားနဲ့။အဲ့ဒီရေးထားဘာဖြစ်လို့ရေးခိုင်းတာလဲဆိုတော့တချို့က ကျွန်တော်မပြောတတ်ဘူးကျမမပြောတတ်ဘူးနင်အဲ့ဒါအလင်ခံရတာနင်လုံးဝပြောတတ်တယ်လို့အဲ့တော့ကိုကိုကိုစိတ်ချမှုလေးတက်လာအောင်ရေးချပြီးရင်အလွတ်ကျက်တာတရှင်တော်ဝိညာဉ်တော်ဖခင်ပြောလိမ့်မယ်အယမ်းမှန်တယ်ဒါပေမဲ့ပြင်ဆင်ထားတာကဖခင်ငါ့ကိုသုံးမယ်ဆိုတဲ့ယုံကြည်ခြင်းဖြစ်တယ် အာမင်အဲ့တော့အဲ့ကြက်ထားတာကိုအလွတ်ပြောတာပြောမှာမဟုတ်ဘူးတန်ရှင်တော်ဝိညာဉ်တော်ကသင်ရဲ့ပြင်ဆင်ခြင်းပေါ်မှာကောင်းကြီးပေးတဲ့အခါမှာအဲ့ဒီလိုအပ်တဲ့အချိန်မှာသင်ကိုအသုံးပြုသွားမှာဖြစ်တယ်အာမင်ဒါကြောင့်ပြင်ဆင်ပါပြင်ဆင်ပါလို့ပြောတော့သင်ရဲ့တည်းဘာတွေပြင်နေလဲဆိုယေရှုနဲ့တွေ့ဖို့ပြင်နေတယ်တဲ့ယုံကြည်သူတွေပြောတာလေဘာတွေပြင်နေရလဲဆိုကိုကိုကိုပြင်နေနေရလဲတနစ်လာလဲကိုဟာကိုပြင်နေကွာနှစ်နှစ်လာလဲပြင်နေ10နှစ်ရှိနေပြီကိုဟာကိုပြင်လို့မပြီးသေးဘူးလားကိုဟာကိုပြင်ပြီးလက်ပလာကြီးနဲ့ယေရှုကိုတွေ့မှာလား အများကြီးလက်ဆောင်တွေယူပြီးယေရှုနဲ့တွေ့မှာလာစလုပ်ဖို့တော့အချိန်ရောက်ပြီချစ်တော်မိတ်ဆွေနတ်ဆိုးဆွဲတဲ့သူကိုယေရှုကတုံးတယ်ဆိုရင်တင်းနဲ့ကျွန်ုပ်ကိုဘာလို့မတုံးရမှာလဲဘေးရလူပြောလိုက်အလိမ်မခံရစေနဲ့လို့သဘောပေါက်လားကျမအရာကိုကောင်းကောင်းမြင်တယ်စာတန်ကလေဒီနေ့အသင်းတော်မှာရှိတဲ့ယုံကြည်သူတွေကိုလိန်ထားတာ ငါဖះเจ้าမမှန်သွားတဲ့အာရပါရကိုးကွယ်တယ်ငါလောက်လက်မြောက်တဲ့သူမရှိငါလောက်ကိုးကွယ်တဲ့သူမရှိနင်လက်မြောက်ခြင်းတလို့မြောက်ကိုးကွယ်ခြင်းတလို့ကိုးကွယ်ဒါပေမဲ့အသက်တွေမခံရင်ယေရှုပြင်ဆင်ထားတဲ့ဆုနှစ်အတွက်မဟုတ်တော့အာရပါရကိုးကွယ်ပါကခုံပါလက်မြောက်ပါဒါလည်းလိုအပ်တယ်ဒါပေမဲ့ပို့ပြီးအရေးကြီးတာကအခုငရေသွားတော့မယ်နင်လည်းအတူတူအလုပ်လုပ်တာလုပ်တဲ့သူတွေလေဘယ်နှနည်းရှိပြီလဲအရန်စိတ်ကောင်းတယ်မလားကိုအလုပ်လုပ်ရင်ကိုအမြဲတမ်းကူပေးတယ်မလားသူငရေသွားရင် ငရဲထဲကနေ့ကိုမြတ်တာပို့တော့မှာငရဲထဲကဟာဒီကောင်ငါ့ကိုမပြောဘူးပြောရအောင်ပြောဖယားကိုသုံးမယ်လို့ယုံရအောင်ဖယားကကို့အဖြစ်လူတွေကိုခရစ်တော်စီကိုအရောက်ပို့ဆောင်มาဖြစ်တယ်လို့ယုံရအောင်ဘယ်ရလူကိုပြောလိုက်ယုံပါလို့ယုံကြည်ခြင်းတစ်ခုပဲရှိစေဖယားမတတ်နိုင်တာမရှိဘူးဖះကလှုပ်သွားမှာသင်ပြောတတ်လို့မဟုတ်ဘူးသင်ရဲ့တသက်ခံချက်ကောင်းလို့လည်းတခုမှမဟုတ်ဘူးဖះတတ်နိုင်လို့ဖြစ်တယ် သင်အားဖြင့်လူတွေအများကြီးပြောင်းလဲအောင်မှာကျမဗျာသိတ်ကျန်းတဲ့ကဒီကျမ်းပိုက်ကလေးတစ်ခုဖတ်ပြီးတော့မှအဆုံးသတ်ချင်တယ်ဗျာသိတ်ကျန်းခန်းကြီးခုနှစ်အငယ်၉မှာဗျာသိတ်ကျန်းခုနှစ်၉မှာထိုနောက်မှငါကြည့်လင်အတိတိဘာသာစကားကိုပြောတော့လူအမျိုးအနွယ်ခတ်သိန်းတို့အထဲမှထွက်၍အဘယ်သူမျမရေထွက်နိုင်တော့လူများအပေါင်းတို့တီဖြူသောဝတ်လုံးကိုဝတ်ဆင်တဲ့စွန်ပလုံခက်ကိုကင်တဲ့ပလင်တော်ရှိသိုးတငယ်ရှိမှာရက်နေကြ၏ဟာလေလုယာလူမျိုးအနွယ်အတိတိထဲက ယေရှုကိုယုံကြည်လို့ဖြူသောဝတ်လုံးယေရှုပေးတဲ့ဝတ်လုံးအသွေးတော်ကြောင့်ဖြူစင်တဲ့ဝတ်လုံးဖြောင့်မတ်တဲ့ဝတ်လုံးရက်ဝတ်ပြီးတော့မှရက်နေတဲ့သူတွေသိုးတငယ်တော်ရှင်လဝါကားတိုင်းမှာအသက်ပေးတဲ့သိုးတငယ်တော်သာဝရသိုးတငယ်အနေနဲ့ပဲအတိအမှပြုခံတာဖြစ်တယ်ယေရှုကိုဘယ်လောက်ချစ်တယ်လဲအသက်ပေးတဲ့အထိချစ်တယ်လက်မှာခံသွားရတဲ့ဒဏ်ချက်တော်နဘေးမှာနံဘေးမှာခံရတဲ့ဒဏ်ချက်တော်ကိုထာဝရအထိတည်သွားအောင် မေတ္တာကြီးတဲ့အရှင်ဖြစ်တယ်။အဲဒီမေတ္တာကိုကိုရပြီးတိမ်မထားလိုက်ပါနဲ့။အဲ့ဒီလောက်ကောင်းတဲ့အရာတိမ်မထားလိုက်ပါနဲ့။မနေ့ကကျမတို့အာအာဒီဒီအာပြုပြင်မိုးမနဲ့ခီးစင်တလျှောက်မှာကျမတို့မေတ္တာပြတဲ့အနေနဲ့ကွန်ထရိုက်တာတွေကိုလည်းမကြမကြအာညနေစာတွေပါဝယ်ကျွေးတယ်လေ။ဝယ်ကျွေးတယ်။မနေ့ကကျတော့ဒီကွန်ထရိုက်တာတွေကတယောက်ကအာဆက်မလန်ကြီးကိုခေါ်သွားတယ်တဲ့။ ဒီဒီဒီနားလေးမှာတိတ်မဝေးဘူးမက်ဖာဆန်နားလေးမှာသူတို့စားလို့ရတဲ့အစာပေါ့နော်သူတို့သူတို့ရဲ့အစာစားလို့လည်းကောင်းတယ်ဈေးလည်းတက်တာတယ်တဲ့တခြားနေရာမမှာပဲနဲ့အဲ့ဒီကပဲတော်ဝယ်ရအောင် ဆိုပြီးတော့မှခေါ်ပြီးတော့မှအဲ့ဒီမှာတော်ဝယ်တယ်ဘာဖြစ်လို့လဲစားလို့ကောင်းတယ်ဈေးလည်းတက်တာတယ်အဲ့ဒီတော့အခြားသူတွေကို share လုပ်တယ်ဘဝတစ်ခုလုံးကိုပြောင်းလဲစေတဲ့တည်ငောင်းတက်မှရှိတယ် လူရဲ့အသက်တာတစ်ခုလုံးကိုပြောင်းလဲစေမဲ့တည်ငောင်းတက်မှာရှိတယ်။တင်မဝေငါပဲထားတယ်ဆိုတက်လောက်တကူကောင်းဆက်နေသူမရှိဘူး။ဘေးကလူပြောငါတကူကောင်းမဆက်ပါဘူး။မှတ်ထား။ယုံကြည်သူတွေတကူကောင်းမဆက်နဲ့။ကိုကိုပေါင်းတင်းနေတဲ့သူရဲ့ဘဝကိုလုံးဝပြောင်းလဲသွားမှာယေရှုခရစ်တော်ဆိုတာတင်ယုံရင်တင်ပြောလိမ့်မယ်။အဲ့ဒီလောက်ကောင်းတဲ့တည်င်းတက်မှာမရှိဘူး။အားအများကြီးမစင်စမ်းနဲ့။ ငါကိုယေရှုဘလို့လွတ်မြောက်စေတာလဲငါအသက်တာမှာယေရှုဘာလုပ်ပေးတာလဲအဲ့ဒါပဲပြောတင်နမိတ်လက္ခဏာတွေမြင်လာရလိမ့်မယ်နတ်ဆိုးဆွဲတဲ့သူတယောက်ကပြောလိုက်တာသူအိမ်အိမ်လုံးကောင်းကြီးခံစားရတာတင်မကောင်းတမျိုးလုံးကောင်းကြီးခံစားရတာတင်မကောင်းအဲ့ဒီ ਨੇ ပြီတစ်ခုလုံးကောင်းကြီးသတင်းတွေပြန့်ပြီးအံ့ဩကုန်တယ်တင့်ကြောင့်လူပနှစ်ယောက်အံ့ဩပြီလေဖယားသခင်တင့်အသက်တာမှာကြီးတဲ့အမှုပြုတယ်ဆိုတာယုံလားယုံနေဆိုရင် စပြီးပြောရအောင်ဖခင်ရဲ့တကူတော်တင်ထဲအစီစဉ်လာလိမ့်မယ်ဟာလေလုယာအာမင်အခုအစ္စရေးနဲ့အီရန်အစ္စရေးတွေကိုဖခင်ချစ်တယ်အီရန်ကိုလည်းဖခင်ချစ်တယ်ဖခင်ကလူမျိုးတိုင်းကိုချစ်တယ်လူမျိုးတိုင်းဖခင်ရှိမှပေါ်လာရမှာဖြစ်တယ်အာမင်သို့တော်ဖခင်ကသူ့ရဲ့လူမျိုးတော်အနေနဲ့ရွေးချယ်ထားတဲ့အစ္စရေးလူမျိုးတော်ဖခင်ရွေးချယ်ထားတဲ့ဂျမယေရှုရဲ့အတွေ့တော်အဖြစ် အသက်ရတဲ့ကျမရဲ့အသက်တာကိုဖခင်ကအစပြုတယ်လို့အဆုံးထိတာဝန်ယူမှာဖြစ်တယ်။အဲ့ဒီလိုပဲသူ့ရဲ့လူမျိုးတော်အနေနဲ့ရွေးနှုတ်ထားတဲ့အစ္စရေးအစပြုပေးတဲ့ဖခင်အဆုံးထိကြည်သွားမှာဖြစ်တယ်။တာဝန်ယူသွားမှာဖြစ်တယ်လို့ဒီမနက်ကကျမတို့အကြောင်းအရာကိုကြည့်ခဲ့ပြီးသွားပြီ။ချစ်တော်ညီကိုမောင်မတို့ကျမတို့ထင်တာထက်ပိုနည်းနေပြီနော်။ယေရှုပြန်လာဖို့ပါ ဒါကြောင့်မို့ထိုင်လက်စောင့်နေတော်သူမဟုတ်အလုတ်လုတ်လက်စောင့်နေတော်သူဖြစ်ပါစေလို့အာမင်ကျွန်တော်တို့စောင့်ဆိုတဲ့စကားလုံးကိုနားလည်လွဲကြတယ်ယေရှုကိုစောင့်နေတယ်စောင့်နေတယ်ထိုင်လက်စောင့်နေတာအိတ်လက်စောင့်နေတာတချို့ဆိုရင် TV ကြည့်လက်စောင့်နေတာတချို့ဆိုရင် Facebook ကြည့်လက်စောင့်နေတာအဲ့လိုမဟုတ်ဘူးအလုတ်လုတ်လက်စောင့်နေတဲ့သူဖြစ်ပါစေတသက်ခံလက်စောင့်နေတဲ့သူဖြစ်ပါစေတည်င်းကောင်းဝေမြလက်စောင့်နေတဲ့သူဖြစ်ပါစေဘုရားသခင်ကောင်းကြီးပေးပါစေအတူတကမတက်ရရအောင် နောက်ထပ်ဒီမေခွန်းလေးမေးခြင်းတယ်ဖယားသခင်ကကျွန်တော်ကိုကျမကိုအသုံးပြုမယ်သူ့ရဲ့တည်င်းကောင်းနေပြတ်နတ်ဖို့အသုံးပြုမယ်ဆိုတာသင်ယုံလားအကုန်လုံးမကြားသေးသလိုလားလို့တော်တော်တော့ကြားပြီထမင်းမယ်နော်ဘေးရလူလုံးဝမကြည့်နဲ့သူ့ကိုဖယားသခင်အသုံးပြုပါစေစေတနာရှိတယ်ဒါပေမဲ့ဖယားသခင်ကကျွန်ုပ်ကိုသုံးပြီးတော့မှမျက်လုံးခဏလေးပိတ်ထားရအောင်မျက်လုံးခဏလေးပိတ်ထားမယ်ကဲ ကိုကိုသုံးပြီးတော့မှကိုလက်ဘယ်ဘက်ကလဲလူတွေတအုပ်ကြီးယေရှုစီခေါ်လာမှာညာဘက်ကလည်းလူတွေတအုပ်ကြီးယေရှုစီခေါ်လာမှာငရဲသွားမဲ့သူတွေယေရှုစီပို့မဲ့သူကျွန်ုပ်ဖြစ်တယ်မြင်ပြီလားယုံပြီလားထမင်းမဲ့နော်သင်ကိုဖရာသခင်အသုံးပြုပြီးလူများစွာယေရှုစီရောက်ဖို့သင်ဟာအသုံးပြုခံမဲ့သူဖြစ်တယ် ယုံပြီဆိုလို့ရှိရင်ကိုယ့်ရဲ့မျက်လုံးပေါ်မှာလက်သင်ပြီးတော့မှအဲ့ဒါဆုတောင်းခြင်းတယ်။အိုးဘုရားသခင်ကိုရောကိုယုံတယ်။ကိုရောကျမတို့အသက်တာမှာလွတ်မြောက်ခြင်းတွေအမျိုးမျိုးပြုခဲ့တယ်။ကယ်တင်ခြင်းတွေပြုခဲ့တယ်။ကျွန်တော်တို့ဟာကိုရဲ့သက်သေးခံကောင်းများဖြစ်တယ်။ဒါကြောင့်မို့ယုံကြည်ခြင်းမျက်စိနဲ့မြင်နိုင်တော့မျက်လုံးတွေဖြစ်ပြီးဖြစ်တော့ကြောက်ချီးမွမ်းပါတယ်။အဲ့ဒီမျက်လုံးတွေညံမျက်စိတွေကိုယေရှုနာမနဲ့ပွင့်စေပါတယ်။ဒီနေ့မနက်ရဲ့လက်စားမှုထဲကသူတို့ကိုယေရှုနာမနဲ့လွတ်မြောက်စေပါတယ်။အိုးသူတို့ရဲ့ညံမျက်စိကိုပွင့်လင်းပြီးတော့မှဝိညာဉ်တွေကိုရိတ်သိမ်းသူအဖြစ်ကို ကိုကိုမြင်လာပြီဖြစ်တော့ကြောင့်ချီးမွမ်းပါလေဂျေစုတင်လေယေရှုနာမ၌ဆုတောင်းပါ၏မနက်ကဘလို့လက်ထားခဲ့တယ်လဲနော်အခဲ့တယ်လဲအသိကသူများတွေတက်တေခံရင်တယောက်ပြီးတယောက်ခွတ်တော်စီရောက်တော့ငါလက်ခုပ်တီးပလိုက်မယ်အားပေးပလိုက်မယ်ဒီနေ့ကို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 မြင်တဲ့အမြင်ပြောင်းလိုက်ရအောင်ငါကိုယ်တိုင်ယေရှုစီကိုကောက်လိုက်များကိုဆောင်လက်ဝင်လာမဲ့သူဖြစ်တယ် ငါကိုယ်တိုင်လူတွေကိုလက်ဆွဲပြီးယေရှုစီကိုခေါ်လာမှာဖြစ်တယ်။ငါကြောင့်လူတွေခွတ်တော်ကိုတည်လာမှာဖြစ်တယ်။ခဏလေးမျက်လုံးထမိတ်စေခြင်းနဲ့ကိုကိုကိုအဲ့လိုမြင်ဖို့ဖြစ်တယ်။အဲ့နေရာမှာကိုကိုယေရှုနဲ့မျက်နှချင်းဆိုင်တွေ့တဲ့အခါမှာငါလက်ချီလုံးဝမသွားဘူး။ငါလူတွေကိုခေါ်သွားမယ်။နတ်ဆိုးဆွဲခဲ့ဘူးတဲ့သူကိုယေရှုတလောက်သုံးတယ်ဆိုရင်ငါကိုဘုရားသခင်သုံးပြနိုင်တယ်။ငါကိုသုံးမယ်လို့ငါယုံတယ်။ယုံပြီလား။မြင်ပြီလား။ မမြင်သေးဘူးဆိုလို့ရှိရင်ထပ်ပြီးကြည့်လိုက်ပါဦးကိုယ့်ရဲ့မျက်လုံးပေါ်လက်တင်လိုက်ရအောင်ကိုယ့်ရဲ့ညံမျက်စိကိုပွင့်လင်းစေမှာယေရှုဖရာဖြစ်တယ်ကိုကိုကိုဝိညာဉ်ရိတ်သိမ်းသူအနေနဲ့မြင်ပြီလားမင်းမီလာအတူတူကဆူတောင်းရအောင်။အိုးယေရှုဖရာကိုရောကိုယေရှုတင်တယ်။ကျွန်တော်တို့ပေါ်မှာပြုတဲ့ယေရှုတွေအတွက်ချီးမွမ်းတယ်။လွတ်မြောက်စေတဲ့အတွက်ကိုရောကိုယေရှုတင်တယ်။ကယ်တင်ခြင်းပေးသောကြောင့်ယေရှုတင်တယ်။ကျွန်တော်တို့တူးချင်းစီရဲ့အသက်တာမှာအံ့ဩပွဲတသက်ခံချက်တွေ အမျိုးမျိုးရှိတာဖြစ်တယ်ဘုရားသခင်ကျွန်တော်တို့ကိုသုံးပါလေကောင်နှဆိုးဆွဲခဲ့ပူးတဲ့သူကိုကိုတော်ကလွတ်မြောက်ခြင်းကျမ်းမာခြင်းကယ်တင်ခြင်းပေးပြီးတော့မှသူ့ကိုအသုံးပြုနိုင်တယ်ဆိုရင်ဒီနေ့ဒီမှာရှိတဲ့ကျွန်တော်တို့ကိုကိုတော်အသုံးပြုနိုင်တာဖြစ်တယ်တယောက်မကြံယုံကြည်ခြင်းရှိတဲ့အတိုင်းကိုတော်အမှုကိုပြုတော်မူပါအံဩပွဲတော်အမှုကိုပြုပါလူများစွာကိုခရစ်တော်စီခေါ်နာနိုင်တော့ကျွန်တော်တို့ဖြစ်တယ်ဘုရားရှင်ကိုတော်ဒီနေ့မယုံကြည်တဲ့စိတ်တန်တရားစိတ်တွေအလုံးယေရှုနာမ၌ဖယ်ရှားတယ်ယေရှုကိုယုံကြည်ခြင်းတွေကိုတော်ထည့်ပေးနေပြီဖြစ်တော်ကြောင့်ချီး းမွမ်းတယ်ဝိညာဉ်ရိတ်သိမ်းနိုင်တဲ့ယုံကြည်ခြင်းနဲ့ထဲ့ပေးပြီးဖြစ်တော်ကြောင့်ချီးမွမ်းတယ်ယေရှုတော်ကိုချီးမွမ်းလဲယေရှုနာမ၌ဆုတောင်းပါ၏